မင်္ဂလာပါရှင်။အေဂျင့်မြန်မာ channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူညံထက်ရောင်စင်ရေးသားထားတယ်။ဖို့ထုနဲ့မကြွလွတ်သူဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမစားတင်ခင်မှာတော့ channel လေးကိုလိုက်ရန် subscribe နဲ့သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ရွှေညောင်ပင်ရွာတဲ့ ကျောက်တို့ရွာကအေရရီမြက်ကံပေးမှာရှိရဲ့ဗျကျောက်တို့ရွာကိုရွာတောင်ပိုင်းရွာမြောက်ပိုင်းနဲ့ရွာလယ်ပိုင်းဆိုပြီးတော့တောင်ပိုင်းခွဲထားတယ်အဲ့လိုခွဲထားပြီးမဲ့ကျောက်တို့တရွာလုံးကတော့စီစီလုံးလုံးရှိကြပါရဲ့ဗျရွာရဲ့တာရင်နိုင်အကုန်လုံးကို စီစီလုံးလုံးနဲ့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတယ်အလိုပဲဆိုလဲရွာလူငယ်လူရွယ်လူကြီးအကုန်လုံးပါဝင်ဆောင်ရွက်ကြတယ်ကျောက်တို့ကတော့ကိုကြီးအောင်တင်ရဲ့ဦးဆောင်မှုနောက်ကနေနိုင်လို့ကြတယ်ဗျကိုကြီးအောင်တင်ဆိုတာ ျုပ်တို့ရဲ့ကာလာတာခေါင်းဆောင်ပေါ့ဗျာပြောဖို့မင်းနေရကျုပ်နာမည်ကဖိုးထူကျုပ်ကနေရတဲ့ကောင်ကိုဟိုဆက်ဆက်ဒီဆက်ဆက်လိုက်ပါတတ်တဲ့အချင်းရှိရဲ့ဗျကျုပ်ကကျုပ်စိတ်ဝင်စားတဲ့အရာဆိုရင်ဆက်ဆက်ဆူဆူလှုပ်တတ်တယ်ဗျကျုပ်စိတ်ဝင်စားတာကလည်းတခြားမဟုတ်ပါဘူးဗျတရေဗျတရေတစေပဲကိုကျုပ်ကစိတ်ဝင်စားတာကျုပ်ဖတ်ဘူးကြားဘူးတဲ့တရေတစေခွန်နီးပြီးအကုန်လိုက်လှုပ်ကြည့်ဘူးတဲ့အဲ့လိုရှောက်လှုပ်ပေမဲ့လေဘာမှကိုမထူးကြခဲ့ပါဘူးဗျာ ကျောက်ကအဲ့လိုလေးရှောက်လုပ်ပေးမယ်။ရွာရဲ့တာရင်နာရေးဆိုလဲရှေ့ဆုံးကကိုညီပေးတာပါဗျ။အခုလည်းကြည်လေ။ရွာတောင်ပိုင်းကဥထုံးတာသူ့အိမ်နောက်ကမကြီးပင်အောင်မှာပိုးထီပြီးဆုံးသွားလို့နာရေးအိမ်မှာတုတ်တို့ရွာကလူငယ်တွေရောလူကြီးတွေရောရောက်နေကြတာပေါ့ဗျာ။လူကြီးတွေကတော့အိမ်ပေါ်မှာစကားပြောနေကြတယ်။တို့တို့လူငယ်တွေကတော့ရင်ရွေးအိုးမိထက်သူအားထက်လာတဲ့လူတွေကိုအဲ့ခံဖို့ချက်ပြုတ်တဲ့သူအားချက်ပြုတ်ပေါ့ဗျာဒီလိုနဲ့ညံ့နေလာတော့လူသေးတွေလည်း အိမ်ပြန်တဲ့သူတွေကပြန်ကုန်ကြပြီဗျာအိမ်ပေါ်မှာတော့ဦးထွန်းသားရဲ့မိမအရေးခင်ကြီးတယောက်ပဲရှိရတယ်ဦးထွန်းသားတို့လင်မယားတာသမီမထွန်းကားဗျာအခုဦးထွန်းသားဆုံးသွားတော့အရေးခင်ကြီးကတော်တော်အားငယ်နေမှာပေါ့ဗျာအိမ်ရှိမှာတော့ဖဲဝါကြီးရှိရဲ့ဗျာကျုံလဲရင်ရိုးကိုမေးထက်ပြီးအိမ်မော်တက်သွားလိုက်တယ်။ကျုံတက်သွားတော့ကျုံနောက်ကနေတန်ကလာကလိုက်လာတယ်ဗျ။တန်ကလာရဲ့နာမည်ရင်းကလှိုင်းဆိုဗျ။ဒါပေမဲ့ဒီကောင်အသားမဲ့ပြီးအရိုးကလည်းတန်လိုမာတဲ့ကောင ဒါကြောင့်မလို့သူ့ကိုတန်ကလားလို့ခေါ်တာ။အရှိအရှိအားမငင်နဲ့နော်။အခက်ခဲဖြစ်ရင်ကျုပ်တို့ကိုပြောလို့ရတယ်။ကျုပ်တို့တန်းနိုင်သလားကိုညီပေးမယ်။ဟုတ်တယ်အရှိ။ကျုပ်တို့ကိုအားမနာနဲ့။ကျုပ်တို့ကိုတူလို့သားလို့သဘောထားပြီးပြောလို့ရတယ်။တန်ကလားကပါဝင်ပြောတယ်ဗျ။အမေဒီကောင်တန်ကလားကအသက်တာငယ်တာ။ဒါမျိုးတွေကြာပြောတတ်တာပဲဗျ။ကျောင်းနဲ့တန်ကလာတို့အရေးခင်ကျင်တဲ့စကားပြောနေရမနက်လေးနိုင်ထိုးကနေပြီအဲ့ဒီချိန်အင်းရှိမှာ စွစွညံ့အတန်ကိုကြားလိုက်ရတယ်။ကျုပ်လည်းအိမ်ရှိကိုထွက်ကြည့်လိုက်တော့ဟောလူတွေကြားထဲမှာကိုကြီးအောင်တရားရက်ဖြူစည်းလှမ်းပြီးတရေတနေရဲ့ဗျ။ကိုအောင်တင်းဆိုတာတို့တို့ရဲ့လူငယ်ကာလာတာခေါင်းဆောင်ကြီးလေဗျ။ဖဲဝိုင်းနေရလူတွေကလည်းကိုအောင်တင်းကိုတတိယအောင်လှုပ်ပေးနေကြရဲ့ဗျ။ကိုတန်းစောကိုကြီးအောင်တင်းမဖြစ်တာလေဗျ။ကျုပ်ကကိုအောင်တင်းဘေးနာကကိုတန်းစောကိုမေးလိုက်တယ်။မသိဘူးဖို့သူရေငါတို့နဲ့ဖဲဆော့နေပြီးရော တေပေါက်ချင်တယ်ဆိုလို့အိမ်နောက်ဘေးထွက်သွားတာကတတော်နဲ့ပြန်မရောက်လာလို့သွားကြည့်မှအိမ်နောက်ဘေးမှာမျက်ဖြူကြီးလန်ပြီးတတိလစ်နေတာတွေ့လို့တရုတ်ခေါ်လာတာကငါ့လေသူတတိပြန်ရတာအောင်တက်တလောက်လုံနေကြတာကကိုအောင်တင်းရဲ့ကိုလုံးကတုံနေပြီးတော့တတိရမလားဗျကိုအောင်တင်းဖြစ်နေရကပုံမှန်ဖြစ်နေရမဟုတ်ဘူးလို့ကြုတ်တွေးမိတယ်။ဒါနဲ့ကြုတ်လဲအိမ်မော်ကိုပြန်တက်သွားပြီးအေးခင်ကြီးအေးစီမှာဘာဖုံးပေးထားရေမန်းရှိသေးလားရှိရဖို့တော့ အရေးခင်ကြီးကပြောပြီးတော့ဖះเจ้าဆောင်มาထားတယ်ရေမှန်းမှုကိုယူလာပြီးရဲ့ကျုပ်လည်းယူပြီးဆင်းလာလိုက်တယ်ပြီးတော့တတိလက်နေရဲ့ကိုအောင်တင်းကိုရေမှန်းနဲ့ပတ်လိုက်တယ်ရေမှန်းထိလိုက်တာနဲ့တုံလေးရဲ့ကိုအောင်တင်းရဲ့ကိုလုံးဟာငြိမ့်ကျသွားတယ်တောင်းလောင်နေတော့မှကိုအောင်တင်းလည်းတတိပြန်လာတယ်အောင်တယ်မင်းဘလို့ဖြစ်တာလဲကွာကိုတန်းစွာမေးရဲ့ဗျကျုပ်လည်းအဖြစ်တမမသိပါဘူးဗျကိုအောင်တင်းကလေးလေးလည်လည်အတန်နဲ့ပြောတယ်ဒီလိုနဲ့ပဲမိုးလင်းသွားပါဗျာ သူတို့လည်းကိုကြီးတော့ကန်ပေးလိုက်တာအခုဆိုဦးထွန်းသားရဲ့ရက်လေတောင်ပြီးသွားပြီဗျအဲ့ဒီတော့မှသူတို့လည်းနားရတာပေါ့ဗျဖို့တူဟဲ့ဖို့တူအမေကသူ့ကိုခေါ်နိုးနေရဲ့ဗျသူလည်းအရင်ညတွေကအေးသိမ့်မွားတော့ပင်မပြီးတော့အိတ်ချလိုက်တာအခုအမေလာခေါ်မှပဲနိုးတော့တယ်သူ့အချိန်ကိုကြည့်လိုက်တော့နေ့လေ7နာရီတောင်ရှိနေပြီဗျအင်းရှိမှနေ့ကိုအောင်တင်ရောက်နေရဲ့အမေကပြောတော့သူလည်းစနောင်ထဲကထွက်ပြီးအင်းရှိကိုထွက်လာလိုက်တယ် ကိုအောင်တရရွာတောင်ပိုင်းကလည်းဗျာကျောက်ကရွာမြောက်ပိုင်းမှာနေရကျုပ်တို့တွေရလေကို့အလုံးနဲ့ကိုဆိုတော့တိတ်မတွေ့ပြစ်ကြအောင်ဗျကိုကြီးအောင်တင်ခဏဆောင်နော်သူမျက်နှာတက်လိုက်အောင်မေးသူမျက်နှာတက်ပြီးတော့ကိုအောင်တင်ထိုင်ရဲ့အင်းရှိရာကို့ပြစ်မှာ ဝင်ထလိုက်တယ်ကိုအောင်တရအမေကြီးအခန့်ထားတယ်စလိတ်တလိတ်ကိုတောင့်နေရဲ့ဗျကျုပ်လည်းစလိတ်မတောက်တတ်တော့စလိတ်နဲ့မခံနိုင်ပါဆိုလို့ထိတ်မာရဲ့ဗျကျုပ်ရောက်လာတော့ကိုအောင်တရစလိတ်ကိုမိတက်လိုက်တယ်ဗျထတော်ပြင်းမှန်းသွားလားกว่าဖို့တူရ ဒီလိုပါပဲကိုကြီးအောင်တရားဒါနဲ့ကိုကြီးအောင်တရားသက်သာတယ်မလားကျုပ်ကကိုအောင်နဲ့တတိလစ်သွားရင်ညာကိုပြန်တတိရပြီးတော့မေးလိုက်တာဗျသက်သာပါတယ်ကွာမင်းတတင်းကြပြီးပြီလားဖို့သူဘာတတင်းလဲဗျမင်းတို့မတိကြသေးဘူးတဲ့နဲဦးထွန်းသာမကြွဘူးတဲ့ဗျာဟုတ်လားဘလို့ဖြစ်လို့လဲဗျဒီလိုဟေးဦးထွန်းသာရက်လဲပြီးရဲ့နောက်တနေ့ပေါ့မိတင်ရအရေးခင်စီတယောက်တည်းဖြစ်နေလို့အဖော်သွားအိတ်ပေးရပေါ့ကွာတရင်တို့တော့အပေါ်သွားခြင်းလို့အိမ်သာသွားတယ်တဲ့ အရေးကြီးသူတို့ရဲ့အိမ်သားကလည်းဦးထွန်းသာပိုးထီးတဲ့မကြီးပင်နဲ့မဝေးဘူးလေမိတယ်လည်းအိမ်သားတက်ချင်တာနဲ့အိမ်သားတွေကိုဝင်သွားတာပေါ့အဲ့ဒါနဲ့အိမ်သားတွေကပြန်ထွက်လာတော့မကြီးပင်ကြီးအောင်မှာဦးထွန်းသာငိုနေရတဲ့ဖိုတူရဲ့ဗျာဟုတ်လားကိုရောက်တယ်ဟုတ်တယ်ဖိုတူရေမိတင်ပြောတာတော့ဦးထွန်းသာမှဦးထွန်းသာရဲကွာမိတယ်လည်းအတန်ချက်ကြီးអော်ပြီးအိမ်မပြည့်တက်တာပေါ့ကွာသူ့အဖြစ်ပြက်ကို ပြောပြတော့ငါတို့တောင်ပိုင်းကလူပဲတဲ့တောက်ကုန်တာပေါ့ဒါကြောင့်ဖုံးစည်းတွေပင့်ပြီး တမဝါရွတ်ကြတဲ့ဖိုတိုရအဲ့ဒါဆိုအဆင်ပြေသွားလာပြကိုရောက်တယ်ကျုပ်ကလည်းဦးထွန်းသားရဲ့နားရေးပြီးတဲ့ကအိမ်မြေတိတ်မထွက်တော့ရွာတော်မင်းကအကြောင်းမသိလိုက်ဘူးဗျပြီးတော့ကျုပ်တို့ရွာလည်းရွာကြီးဖြစ်ပြီးအကျယ်ကြီးဆိုတော့တောင်မရကိစ္စမြောက်ပိုင်းမသိမြောက်ပိုင်းရကိစ္စတောင်မမသိဆိုသလိုဖြစ်နေရဗျဒါကြောင့်မို့သိကျင်စုံနဲ့မိလိုက်တယ်အေးတမဝါရွတ်ပြီးတရက်နှစ်ရက်တော့အဆင်ပြေသွားပါတယ်ကွာဒါပေမဲ့နောက်ပိုင်းကျဦးထွန်းသားရဲ့ဝိညာဉ်ကို ပြန်တွေ့နေရတာပဲတဲ့ကွာဟုတ်လားကိုအောင်တဲဒါဆိုဦးထွန်းသာမကြုတ်ဘူးပေါ့ဗျာအေးမကြုတ်ဘူးပေါ့ကွာကိုကြီးအောင်တဲဦးထွန်းသာကြီးကမကြုတ်ဘူးဆိုတာယုံလားဗျာအေးငါလည်းအဲ့လိုပဲထင်နေဖို့တို့ဒါနဲ့မင်းငါတတိတဲ့သွားညာမှတ်မိသေးရဲ့မလားမှတ်မိရပေါ့ကိုကြီးအောင်တရားကျောက်တော်ရေမန်းနဲ့ပတ်လိုက်မှကိုကြီးအောင်နဲ့တတိရလာတာလေအေးငါဘာလို့အဲ့လိုဖြစ်သွားလဲမင်းသိလားမသိဘူးဗျာအဲ့ညကငါသေးပေါက်ချင်လို့အိမ်နောက်သွားတယ်ကွာ အဲ့မှာမကြည်ပင်အောင်မှာလူတယောက်ကထားနေရငါလဲရွာလူထင်ပြီးတော့ဘာမှမတွေ့ပဲအိမ်သားလည်းဝင်သွားပေါ့ငါအိမ်သားကနေပြန်ထွက်လာတော့အဲ့လူကရှင်းနေတော့ကွာငါလဲဘယ်သူမှမသိအောင်အနောက်သွားကြည့်လိုက်တာပေါ့ငါသူ့နာရောက်တော့အဲ့လူကငါဘက်ကိုလှည့်လာတယ်ကွာအဲ့တော့မှငါတွေ့လိုက်ရတာဟေးဦးထွန်းသားကွာမျက်နာကြောက်စရာကြီးငါလဲအဲ့ဒါတွေ့တော့လှမ်းသွားတာပေါ့အဲ့နောက်ပိုင်းတော့ဘာတွေဖြစ်ကုန်လဲမမှတ်မိတော့ဘူးအော်ဒါကြောင့်ကိုအောင်နေတတိလစ်သွားကော အဲ့ဒီမှာကိုကြီးအောင်တင်တတိလက်သွားရတဲ့အကြောင်းကိုကျုပ်သိလိုက်ရတယ်ဗျ။ဦးထွန်းသားဘာလို့မကြောက်ရလဲဗျ။သူ့အမြောက်ပေးဝေးတာမရောက်လားမသိဘူး။ကျုပ်ကကိုကြီးအောင်တင်ပြောတာကိုစဉ်းစားပြီးပြောလိုက်တော့အဲ့ဒါတော့မသိဘူးဖို့တူရေ။ဒီနေ့ဆရာကြီးတယောက်ကိုခေါ်လာတယ်ကွာ။ဦးထွန်းသားကိုကြောက်အောင်လုပ်ဖို့တဲ့။ဟုတ်လားဗျ။အေးမင်းကဒီလိုကိစ္စတွေစိတ်ဝင်စားရမလား။အဲ့ဒါကြောင့်ငါမင်းကိုလာခေါ်တာကွာ။မင်းလိုက်မယ်မလား။ကျုပ်ကဒီလိုမျိုးဆိုစိတ်ဝင်စားတဲ့ကောင်လေ။မလိုက်ဖဲနေပါမလား။ ကျုပ်လိုက်မှာပေါ့ကိုကြီးအောင်တရဒါဆိုလဲသွားကြမယ်လေကွာကျုပ်ကိုခဏစောင့်မအောင်လားကျုပ်ထမင်းမစရသေးတော့ဗျကိုကြီးအောင်တင်းနဲ့တခါလဲဝင်စားသွားပါလားမစားတော့ပါဘူးကွာမင်းပဲစားပါကွာအချိန်ရပါတယ်ကျုပ်လဲအမီချက်ထားတဲ့ကြက်သားစီပြန်ဟင်းနေနေဘိုက်ဝအောင်စားလိုက်တယ်ပြီးတော့နှစ်ယောက်သားရွာတောင်ပိုင်းကိုထွက်လာတာပေါ့ဗျကျုပ်တို့ရွာတောင်ပိုင်းကိုရောက်ပြီဗျအချိန်ရ7နာရီခွဲလောက်ရှိပြီအရေးကြီးကြီးအိမ်မှာလူတွေလဲစုနေကြတယ်သူတို့လည်းလာကြည့်ကြအဖြစ်မင်း ဒါနဲ့ကိုကြီးအောင်တဲနဲ့အိမ်ထဲဝင်သွားလိုက်တယ်။အိမ်ထဲရောက်တော့ဆရာကြီးကိုတွေ့တယ်ရတယ်။ဆရာကြီးဆိုရလူကအသက်50လောက်ရှိမယ်ဗျ။ခန္ဓာကိုယ်နည်းနည်းဝါးဝါးနဲ့ယောဂီအောင်ခေါင်းပေါင်းစာလေးကိုပောင်းလို့တမလင်ထိတ်ထိုင်နေရဗျ။ဆရာကြီးနာမည်ကဦးညွန်များတဲ့။မခင်ကြီးကအုတ်ထွန်းတာကိုကျွတ်လို့စစ်ကျင်တယ်မလား။ဦးညွန်များကအရေးခင်ကြီးကိုမေ့တယ်ဗျ။အရေးခင်ကြီးကလည်းကောင်းမြင်ပြတယ်။ဟုတ်ပြီ။ဒါဆိုသူကျွတ်လို့တော်တာကိုတိတာစီအောင်လူတယောက်ကကူညီပေးပါ။ အဲ့ဒီလူကမကြောက်တတ်တဲ့လူဖြစ်ရမယ်နော်။ဘာလို့လဲဆိုတော့အဲ့ဒီလူကိုကျောက်ကနာနာဘွားတွေမြင်ရတဲ့စီကိုမျိုးလုံးမှာကွင်းပေးမှာဒါကြောင့်မလို့ကြောက်တက်လို့တော့မရအောင်။ဦးညူမြကပြောတော့တရေတစေဘေးကိုမြင်စင်းနဲ့ကျောက်အကြိုက်ပေါ့ဗျာ။ကျောက်လဲရှေ့ကိုထွက်ပြီးကျောက်ကြည့်မယ်လို့ပြောလိုက်တယ်။ကောင်းပြီလေ။ဦးညူမြကပြောပြီးဖျားရှိခုံနေလိုက်တယ်။ကျွန်တော်တို့လည်းစကားတွေပြောနေကြတာပေါ့။ညနေတောင်စောင်းတော့မယ်ဗျာ။အဲ့ဒီချိန်မှာဦးညူမြကဖျားရှိခိုးတာရက်ပြီးအိမ်မောကဆင်းသွားတယ် ကျတို့လည်းနောက်ကလိုက်ကြည့်ရပေါ့ဦးညွန်များကအိမ်နောက်ဘေးကမကြီးပင်ကိုတွားနေရဲ့ဗျမကြီးပင်ရှေ့ရောက်တော့ရလိုက်တယ်ကဲမြက်ကွင်းစေးကွင်းခံမဲ့လူငယ်လေးလာခဲ့ကျုပ်လည်းအနာကိုတွားလိုက်တယ်ကောင်းလေမင်းမျက်နှာကိုမှိတ်ထားပါငါမဖွင့်ခိုင်းမချင်းမဖွင့်နဲ့နော်ကျုပ်လည်းမျက်စိမှိတ်လိုက်တယ်ဦးညွန်များရဲ့လက်ညှိုးကကျုပ်မျက်လုံးနာတဝိုက်လှည့်နေခဲ့ဗျသူ့ပါဇက်ကလည်းတတို့တို့ရှင်နေရကျုပ်ကြားရတယ်ရပြီဖွင့်တော့ ။ဦးညွန်များကပြောတာနဲ့ကျုပ်လည်းမျက်နှာဖွင့်လိုက်တယ်။အမလေးရုတ်တရက်ဆိုတော့ကျုပ်လန့်သွားတယ်။ကျုပ်ရှိကမကြည်ပင်ရဲ့အရှိမအူထွန်းတာကရက်နေရဲ့။ကောင်းလေအူထွန်းတာကိုတွေ့ပြီမလား။ဟုတ်တွေ့ပါတယ်ဆရာကြီး။ကောင်းပြီဒါဆိုသူ့ကိုကျွတ်လွအောင်လုပ်ပေးမယ်။မင်းကြည့်ထားပြီးဦးထွန်းသာကျွတ်လွတ်သွားတာကိုရွာလူတွေကိုပြန်ပြောလို့ရတာပေါ့။ဦးညုံမြကပြောပြီးလွယ်ရီထဲကအင်းချက်တစ်ချက်ကိုထုတ်လိုက်တယ်။အဲ့ဒါကိုမြင်တော့ကျုပ်စိတ်ထဲတမျိုးတွေးမိသွားရဲ့ဗျ ဘာလို့လဲဆိုတော့ကျွတ်လွတ်အောင်လုပ်တာကအင်းချက်နဲ့လလို့ရတာလားပေါ့ကျုပ်ကြားဘူးတာကအင်းချက်တွေဆိုတာနှိမ်နေတဲ့နေရာမှာတုံးတယ်လို့လေဗျာကျုပ်တွင်းနေတော့ဥညုံများကအင်းချက်ပြက်လိုက်တယ်အင်းချက်ကဥထွန်းတာကိုထိရနေဟုံးကနေမြည်ပြီးမိကိုတွေဆိုင်းသွားတယ်ဗျာမိကိုပြောက်သွားတော့ဥထွန်းတာကိုမတွေ့တော့ဟောဥထွန်းတာ မကြည့်ပြန်မရောက်သွားပြီဗျာကျုပ်မြင်တယ်လို့ဥညုံများလည်းမြင်ပုံရတယ်ဗျာဒါကြောင့်ဥညုံများကသူ့ကောင်းပေါင်းစားကိုဖြုတ်လိုက်တယ် ပြီးတော့ခေါင်းပေါင်းစကိုလက်နှစ်ဖက်နဲ့ကန်ပြီးတကုတ်ကိုရွှတ်နေရဲ့ဗျ။ဥညွံ့များရွှတ်နေရာကောင်းတရညလောက်ကြားရဲ့ဗျ။ပြီးတော့မှခေါင်းပေါင်းစကိုလေထဲကိုဝဲရလိုက်တယ်။ဟာ။ကြုတ်ကြည့်နေရင်လည်းဥထွန်းသာပျောက်သွားပြီဗျ။တော်တော်ကြကြကြီးအထီကြုတ်ကြည့်နေမိတယ်။ဥထွန်းသာကိုမတွေ့ရတော့ဘူး။လူငယ်လေးဥထွန်းသာမရှိအောင်မလား။ဟုတ်မရှိတော့ဘူးဗျ။အေးသူကျွတ်လွယ်သွားပြီ။ဥညွံ့များကပြောတော့အလုံးကဝမ်းသာသွားကြတယ်ဗျ။ သူတို့ကမတွေးကြပါဘဲကျုပ်ကမြင်နေရလေဗျာအဲ့ဒါကြောင့်ကျုပ်ပြောပြလိုက်တော့မှဥထွန်းတာကြီးတကယ်ကျလွတ်သွားတာယုံကြည်သွားကြတယ်လေဗျာအေးခင်ကြီးကလည်းဆရာကြီးကိုပစံတွေကတော့လိုက်သေးရဲ့ဆရာကြီးဟာကျုပ်ကိုတရေမြင်နိုင်တဲ့မျက်ကွင်းစည်းကိုပြန့်ပြက်ပေးရဲ့ဗျကျုပ်လည်းအိမ်ကိုပြန်လာခဲ့ရပါဗျာကျုပ်အိမ်ပြန်ရောက်တော့အဖေနဲ့အမေတို့တောင်အိတ်နေပြီဗျကျုပ်လည်းချနာထောင်ပြီးတော့ဝင်အိတ်နေလိုက်တယ်ဒီနေ့ဆိုဥထုံးတာကိုကျွတ်လွတ်အောင်လုပ်ပေးလိုက်တာနှစ်ရက်ရှိပြီ ။ဦးထွန်းသားလည်းကျွလွတ်သွားနှစ်ရက်ရှိပြီပေါ့ဗျာ။ကျောက်ကအိမ်ရှိကောပြက်မှာလက်ဖက်တုပ်စားရင်းနှီးချမ်းတောင်းရင်အဲ့ဒီကြောင်ပြန်တွင်းနေမြာ။ဆရာကြီးဦးညိုမြအကြောင်းလည်းတွင်းနေမြာဗျာ။အဲ့ဒီချိန်ကိုအောင်တင်တယောက်ကျောက်တို့ခြံထဲဝင်လာတာကိုတွေ့လိုက်ရတယ်။ဟာ။ကိုကြီးအောင်တင်။ဒါဗျာလက်ဖက်တုပ်စားရင်းနှီးချမ်းတောင်း။ကျောက်ကပြောရင်လည်းရင်းနှီးချမ်းတစ်ခွဲမြှက်ပေးလိုက်တယ်။ကိုအောင်တရရင်းနှီးချမ်းတစ်ခွဲတောက်လိုက်တယ်။ကိုကြီးအောင်တင်အလဲတက်တက်ပဲလား။အေးပေါ်ကွာအလဲပဲပေါ့။ ဒါနဲ့မင်းကိုမေးကြရှိတော့ကွာ။ဦးထွန်းသာကျွတ်လွတ်သွားတာကိုမင်းတစ်ချာမြင်ခဲ့ရလားကွာ။ဟုတ်ကဲ့မြင်ခဲ့ရပါဗျာ။ဦးထွန်းသာကကြောက်ကြည့်နေနဲ့ပျောက်သွားတာဗျာ။အော်ဟုတ်လား။မင်းမကြောက်ဘူးလားဖိုထု။မကြောက်ပါဘူးဗျာ။ကျုံစိတ်ဝင်စားတာတွေ့ခွင့်ရလို့ပျော်တောင်းပျော်သေးတယ်။ကိုကြီးဖိုထုကိုကြီးဖိုထု။တန်ကလာကခြံဝါးကနေအော့ခေါ်နေရဗျာ။ဟေးတန်ကလာဝင်လာခဲ့လေမဖြစ်တော့လေ။ကိုကြီးဖိုထုကိုဘာကြီးဖုန်းကြီးကခေါ်ခိုင်းလိုက်လို့ဗျာ။ဟေးဘာကိစ္စလဲကွာ။ အဲ့တော့မသိဘူးဗျ။ဘာဖုံးကြီးကခေါ်တယ်ဆိုတော့မြ мян လေးသွားဖို့တူရေငါလည်းဒီဘက်ရောက်တော့ရှောက်သွားလိုက်အောင်မေး။ကိုအောင်တေးကပြောပြီးရွာလေးကိုရှောက်သွားတယ်။ကျွန်တော်တို့ရွာကဖုံးကြီးတောင်ကရွာလေးဘက်မှာရှိရဗျ။ကျုံနဲ့တန်ကလာလေးရွာလေးဘက်ကို အတူတူထွက်လာတာပေါ့ဗျာ။ဖုံးကြီးတောင်နဲ့ရောက်တော့ဘာဖုံးကြီးနဲ့အတူထားနေရဲ့အသက်ကြီးကြီးတို့တရားကိုတွေ့လိုက်ရတယ်ဗျ။လာဖို့တူထိုင်။ကျုပ်ကထိုင်ပြီးဖျားကိုဦးတားလိုက်တယ်။ပြီးတော့ဘာဖုံးကြီးကို ရှစ်ခိုးလိုက်တယ်။ဖို့တူ ဒါကဘိုးမင်းထင်းနဲ့နည်းလှဲ့ပြီးရောပယောကကုပေးနေရဲ့အထက်လန်းဆရာတယောက်ပဲမင်းရဒီလိုကိစ္စမျိုးဆိုစိတ်ဝင်စားတတ်တာသိလို့မိတ်ဆက်ပေးဖို့ခေါ်လိုက်တာတင်းမဗျာတကကြီးဒါကဦးစင်းပြောတဲ့ဖို့ထိုးလေဦးစင်းကကြုံကြောင်းနေတော့ဘိုးမင်းထင်းကိုပြပြထားရဲ့ထင်းနေဗျဘိုးမင်းထင်းကအသားညညအရက်မြမြဥပရိယုတ်ကလည်းကြိတ်လိုက်တာနဲ့အလိုလိုကြီးညိုလာရဲ့ဗျာဘိုးမင်းထင်းကကျုပ်ကိုကြည့်ပြီးစကားဆာပြောတယ်ဟောင်းဖို့ထူး မင်းတရက်တစ်စီရဲ့အကြောင်းကိုစိတ်ဝင်စားလားကွာဟာစိတ်ဝင်စားတာပေါ့ဘိုးရဲ့မင်းတို့မကဲတင်ခြင်းဦးလားဗျာဘိုးတို့ဘာလို့ကဲတင်မှာလဲတို့ကလူတွေကိုဒုက္ခပေးနေမှာမဟုတ်ဘူးလားဗျာလူလေးအထင်မှနေပြီတချို့နန္နာဘဝတွေကတနာဖို့ကောင်းလို့ကဲတင်ရတယ်လို့တချို့ကြတော့လေလူတွေကိုဒုက္ခပေးလို့နှိမ့်နှင်းရလဲရှိတယ်။နောက်ကြရင်လူတွေနားလေလာပါလိမ့်မယ်။ဟုတ်ကဲ့ဘို။ကျောင်းနဲ့ဘိုးမင်းထင်တော့စကားပြောနေရော။ရွာတော်မိုင်းက လူကြီးတယောက်အမွားတကောနဲ့ကျောင်းပေါ်တက်လာတယ်။ဘာဖုံးဗျာဘာဖုံးဗျာဟေးတကားမြင့်တဲ့ဘာဖြစ်လို့လဲကွဟိုဟိုအကြီးအကြီးကင်ကြီးကိုတရားဝင်ပို့နေလို့တဲ့။ဟေးဟုတ်လားတင်မဗျာအဲ့ဒါဘာဖုံးကိုလာပေးနေပါဗျ။အေး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 ဘာဖုံးလဲလောကီရေယာရီမှာဝင်မပတ်သက်ခြင်းဝကွဘာဖုံးကအဲ့လိုပြောတော့ကျုပ်ကူညီလိုက်ပါမယ်ဖေယဘိုးမင်းထင်ကဝင်ပြောတယ်ဖို့တူ မင်းလည်းတကားကြီးမင်းတင်နောက်လိုက်ပြီးကုညီကြီးဘာဖုံးကအဲ့လိုပြောတော့တုတ်တို့လည်းဘာဖုံးကိုရှေ့ခေါ်ပြီးထွက်လာခဲ့ကြတယ်။အေးခင်ကြီးအိမ်ရောက်တော့အေးခင်ကြီးကိုလူကြီးသူယောက်ကဝိုင်းချုပ်ထားတယ်ဗျ။ရွာရဲကလူတွေကလည်းဝိုင်းကြည့်နေကြတယ်။အေးခင်ကြီးကအတင်းရောင်းနေရာယောက်ျားသားသုံးယောက်ကမနေဆွဲထားရတယ်။တုတ်တို့အိမ်ထဲရောက်တာနဲ့ဘိုးမင်းထင်ရဟဲ့ကကူးကြကြင်တိတ်ဆန်အဲ့လိုမန်ပပါငောက်ပြီးဖရာကျောင်းဆောင်ရှိမှဖရာသွားရှိကိုနေလိုက်တယ်။ပြီးမှ မင်းဒီကိုလာခဲ့စမ်းဘိုးမင်းထင်ကပြောတော့လူသုံးယောက်တည်းအရေးခင်ကြီးကိုလွှတ်ပေးလိုက်တယ်အရေးခင်ကြီးကရှေ့ကိုတိုးလာတယ်ဗျမင်းဘသူလဲငါထွန်းတာသူ့ယောက်ျားထွန်းတာဟေးကျောက်တူအားလုံးအံ့ဩသွားကြတယ်ဗျဥထွန်းတာကျွတ်လွတ်သွားပြီလေဗျအခုအရေးခင်ကြီးကိုဝင်ပူးနေရကဥထွန်းတာဆိုတော့ကျောက်တူအံ့ဩကုန်တာပေါ့ကဲဖြစ်သားကုန်စင်ကျုပ်ကိုပြောစမ်းဘိုးမင်းထင်ကအေးအေးဆေးဆေးတိတ်ငြိမ်စွာနဲ့ပြောလိုက်တယ်ကျောက်က ိမ်နောက်ဘေးကမကြီးပင်မှာနေရပါတယ်။အရင်ကအဲ့ဒီပင်မှာတရေကြီးတကောင်နေပါတယ်။သူအကျုံနဲ့လူစားလဲပြီးတော့လွတ်လပ်သွားပါပြီ။ကျုပ်ကတော့ဒီမကြီးပင်မှာပဲသူ့နေရာကို အစားထိုးပြီးစောင့်နေရပါ။ကျုပ်အဲ့လိုနေရာကိုဒီရွာကလူတွေကကြောက်ပြီးဖုံးကြီးပင်ပြီးကမဝါရွတ်ကြတယ်။ကျုပ်အရန်ပူပြီးမခံနိုင်လို့တခြားနေရာကိုရွှေ့သွားရတယ်။ဒါမှနောက်ဆုံးကျုပ်ဒီညမှာပဲပြန်နေရတယ်။နောက်ပြီးဟိုအထလန်းဆရာလိုလိုနဲ့တယောက်ကအင်းကျက်နဲ့ပေါက်အင်းပွားနဲ့လို့လို့ ုပ်တခြားနေရာကိုလွင်သွားခဲ့ရတယ်။သူတို့ကတော့ကျုပ်ကျွတ်လွတ်သွားပြီပဲထင်နေခဲ့တာပါ။ကျုပ်ကဒီမကြီးပင်မှာဟိုတရေကြီးအစားလူစားလဲခင်ရတဲ့အတွက်အမြဝေတာကိုလည်းတာတွေ့ခေါ်လို့မရပါဘူး။ကျုပ်ကိုကယ်ပေါင်းစရာကြီးရဲ့အရေးခင်ကြီးကိုဝင်ပူးနေတဲ့ဦးတွန်းသားကပျော်ပြီးငိုတော့တယ်။ကျုပ်တို့လည်းအံ့ဩသွားကြတယ်ဗျာ။ပြီးတော့တနာလဲတနာသွားတယ်။ကျုပ်ကညီပါမေအခုတော့ခမားထွက်သွားပြီပါ။ဒီမျိုးသမီးလည်းပင်ပန်းလာပြီ။ဟုတ်ကဲ့ပါ။ဦးထွန်းသားကြီးကပြောပြီးထွက်သွားတယ် တို့တို့လည်းအရေးခင်ကြီးကိုတတိယအောင်ပြန်လို့ရပါဗျာ။ကဲလူလေးဖို့တူရေဥထွန်းသားကိုကျုပ်လို့အောင်ကုညီကြရအောင်ကွယ်ဥဘိုးထင်ကပြောတယ်ဗျဖို့ဥထွန်းသားကြီးပြောတာ तू ကလူစားလဲခံတာဖြစ်တဲ့တွေ့သာတို့ခေါ်လို့မရဘူးဆိုကျုပ်လို့အောင်ဘယ်လိုလုပ်ပေးမလဲကျုပ်ကနားမလဲလို့မေးလိုက်တယ်ဗျနောက်ကြရင်အကုန်တည်သားပါလိမ့်မယ်အခုတော့ဒေရွှေညောင်ပင်ရွာရဲ့ရွာလူကြီးကိုခေါ်ပေးလို့ရမလားရတယ်ဗျတန်ကလာကဝင်ပြောပြီး အိမ်ဘောကချက်ချင်းဆင်းပြေးသွားတယ်။ခဏကြာတော့တန်ကလာနဲ့အတူတကြီးဥပဒင်ပလာတယ်ဗျ။ကျောက်ကဒီရွာတကြီးဥပဒင်မှာဘာကူညီရမလဲဗျ။တကြီးကဘိုးမင်းထင်ဖို့ပြောတော့အော်ဒီလိုပါ။ဒီရွာသားဦးတွန်းသားကသူ့ရဲ့အိမ်နောက်ကမကြီးပင်မှာလူစားလဲခံရပြီးနေရပါတယ်။ဒါကြောင့်သူကတာတူးမခေါ်နိုင်ပါဘူး။အဲ့ဒါကြောင့်သူတာတွေးခွန်နိုင်ဖို့အတွက်ဆိုရင်တကြီးရဲ့အမိန့်ပြန်တန်းလိုအပ်လို့ပါဘုံမင်းထင်ကပြောတယ်ဗျာပြီးတော့အကြောင်းစုံရှင်းပြပြီး ဘလို့ပြောရမလဲဆိုတာပါတင်ပေးလိုက်တယ်။ပြီးရနဲ့ကျုပ်တို့အားလုံးမကြီးပင်နောက်ကိုသွားကြတယ်။မကြီးပင်ရှေ့ရောက်တော့တကြီးဥပတင်ကဒီမကြီးပင်မှာလူစားလဲခံရပြီ။စောင့်နေရတဲ့ဥထွန်းသားခင်ဗျာ။ဒီမကြီးပင်ဟာဟောရီတနုပ်ပိုင်းရဲ့ရွာရဲ့နယ်မြေထဲမှာရှိပါတယ်။အဲ့ဒီအတွက်ကြောင့်ကျုပ်ကခင်ဗျားကိုဒီမကြီးပင်မှာစောင့်နေရတဲ့ဘဝကလွတ်ပေးလိုက်ပါပြီ။တင်လို့လွတ်လပ်နေနိုင်ပါပြီ။တကြီးဥပတင်ကဘုံမင်းတင်တင်ပေးတဲ့အတိုင်းပြောလိုက်တယ်ဗျာ။ အဲ့ဒီချိန်မသေးပင်တစ်ခုလုံးလေးမတိုက်ဖဲနဲ့လှုပ်ခဲ့သွားတယ်။ဘိုးမင်းထင်ကကောင်းတကျဲညှင့်ပြီးဥထွန်းသာလွတ်လပ်သွားပါပြီ။အခုသူ့အတွေ့ကုသိုလ်ပြုလုပ်ပြီးအများတန်းပေးဝေရင် သူသာတွေ့ခွန်နိုင်ပါပြီ။အဲ့ဒါဆိုသူကျွတ်လွတ်သွားပါလိမ့်မယ်။အရေးခင်စီလည်းမဆိုင်မတော့ပဲ။နောက်နေ့မှသင်ကန်းလူစွန့်ကပ်ဖို့စီစဉ်လိုက်တယ်ဗျ။မနဲ့မိုးလေးတော့အရေးခင်စီအိမ်ကိုဘာဖုံးကကြွလာတယ်။ကျုပ်တို့တွေလည်းတရားနာဖို့အာရုံပြုတ်နေကြပါဗျာ။ကျုပ်ဝေးပြီကိုကြည့်လိုက်တော့ကျုပ်တို့ရွာသူရွာသားတွေရဲ့ဘေးမှာ ။ဦးထွန်းသာကထိုင်ပြီးတရားနာနေရဲ့ဗျ။ဖာဖုံးကတရားပေးပြီးတော့အမြတမ်းပေးဝေလိုက်တယ်။ဒီတေကတော့ဦးထွန်းသာတရားသာတူးခွန်နိုင်သွားပြီဗျ။ဦးထွန်းသာကသာတူးခွန်ပြီးရနဲ့သူ့ရဲ့ခန္ဓာကိုယ်ကကိုယောင်ကိုဝါတောက်ပါလာတယ်။ပြီးတော့မျက်နာကပြုံးနေပြီးတဖြည်းဖြည်းအမုံဖြစ်သွားပြီးပျောက်သွားရောပြုတ်။ဒီလိုဆိုရင်တော့ဦးထွန်းသာတရားတကယ်ကျလွတ်သွားပြီပေါ့ဗျာ။သူတို့လည်းကိစ္စတွေပြီးရနဲ့အိမ်ပြန်ခဲ့ရပေါ့။ကျော့အပါကြီးနဲ့အမေကြီးကိုလည်းဒီအကြောင်းပြန်ပြောပြတော့ အမေကြီးတို့ကလည်းအံ့ဩနေကြပါဗျာကျော်လေးစုပ်စိတ်ဝင်စားတဲ့အရာတွေကိုအခုလိုကိုတွေ့တုံခွင်းရခဲ့တော့ကျင်းနှံ့မိရပါဗျာကျောက်ကအုထွန်းတာကိုဘာလို့မြင်နေရလဲဆိုတာခမားတို့တွေးနေကြတယ်မလားဘာလို့လဲဆိုတော့ဘိုးမင်းထင်ဟာကျောက်ကိုတရေမြင်နိုင်တဲ့မျက်ကွင်းစီကွင်းထားပေးလို့ပေါ့ဗျာဒါကြောင့်ကျောက်အကုန်လုံးကိုမြင်ခဲ့ရပါဗျာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဆိုင်ရည်သူညံထက်ရှောင်းစင်ဟေးသားထားတဲ့ ဖို့ထုနဲ့မကြွတ်လွတ်သူဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပြီးပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။